င်္ဂလာပါရှင်။ CNI သတင်းဌာနရဲ့2025ခုနှစ်ဧပြီလ3ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဒီကနေ့အတွက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာတွေကတော့တဘာဝဘေးကေဆယ်ရေးနိုင်ငံတကာအဆင့်မီဖို့မြန်မာနိုင်ငံအနေနဲ့အခုကစပြီးတော့အာယုံစိုက်တင်တယ်လို့အရက်ဖက်အဖွဲ့အစည်းတွေကပြောတဲ့သတင်း။ထိုင်းနိုင်ငံမှာလုပ်မယ်ဘင်္ဂလားပင်လယ်အော်အစီအစဉ်ဘင်းစတက်အစီအဝေးမှာမြန်မာငလျင်အရေးအတိအကဆွေးနွေးပွဲရှိတယ်ဆိုတဲ့သတင်းအပါအဝင် ။နောက်ဆုံးရပြည်တွင်းသတင်းနိုင်ငံတကာသတင်းနဲ့အားကစားသတင်းတွေကိုတင်ဆက်ပေးမှာပါ။ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တဘာဝဘေးကယ်ဆယ်ရေးနိုင်ငံတကာအစ်စ်မီဖို့မြန်မာနိုင်ငံအနေနဲ့အခုကစပြီးတော့အာယုံစိုက်တဲ့လို့အရက်ဘက်ဖွဲ့စည်းတွေကပြောတဲ့သတင်းပဲဖြစ်ပါတယ်။တဘာဝဘေးပြက်လစ်ဖြစ်တာရှိတတ်တဲ့မြန်မာနိုင်ငံမှာလက်ရှိဖြစ်ပွားခဲ့တဲ့ငလျင်ဘေးကိုအခြေခံပြီးတဘာဝဘေးရန်ကယ်ဆယ်ရေး နိုင်ငံတကာအဆင့်မီကေဆေရေးအဖွဲ့တွေဖြစ်ဖို့အာရုံစိုက်သင့်ပြီလို့အရက်ဘက်အဖွဲ့အစည်းတွေက CNN သတင်းဌာနကိုပြောပါရယ်။တဘာဝဘေးအန္တရာယ်တစ်ခုခုဖြစ်ပွားပြီးချိန်မှာအစိုးရအဖွဲ့အစည်းတွေထက်ပရဟိတအဖွဲ့အစည်းတွေလူငယ်တွေကဥစွာရောက်ရှိပြီးကုညီကေဆေရေးလုပ်ငန်းတွေကိုတက်ဆွမ်းပြီးကုညီဆောင်ရွက်ပေးကြတဲ့အတွက်တချို့နေရာတွေမှာထိရောက်မှုတွေရှိခဲ့တာပါ။ နာဂစ်ပြီးနောက်16နှစ်အကြာမှာမိုးသည်ထန်စွာရွာသွန်းမှုကြောင့်ရေကြီးမြေပြိုမှုဖြစ်ပွားခဲ့ပြီးတဲ့နောက်တနည်းအကြာမှာ9.8ပြင်းအားရှိတဲ့ငလျင်လှုပ်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။ဒါကြောင့်တဘာဝဘေးအတွက်ကြိုတင်ပြင်ဆင်တဲ့အနေနဲ့နိုင်ငံတကာအဆင့်မီတဲ့ကုညီကယ်ဆယ်ရေးအဖွဲ့တွေကိုမွေးထုတ်ထားဖို့ဟာအင်မတန်အရေးကြီးတယ်လို့ရန်ကုန်စောင့်ကြည့်အဖွဲ့တည်ထောင်သူဒေါက်တာညွညွသိန်းကစီရင်တဲ့သတင်းဌာနကိုပြောပါဗျ။ဒီထက်ဒီအရေးနဲ့ပတ်သက်ပြီးတော့ကအပြည်ပြည်ဆိုင်ရာအဆင့်တန်းမီတဲ့ အာပရာဟိတအာကင်ဆယ်ရေးသုံးသားတွေမွေးထုတ်ထားဖို့အရေးအရေးကြီးတယ်ပေါ့နော်ဒီမှာနိုင်ငံလူလူလူငယ်တို့ကအရေးကြုံလို့ရှိရင်သူကဆင်းပြီးတော့လေကောင်းကိုကူမိတာအာမီဒီယိုပေါ့မီဒီယိုဆင်းပြီးကူမိတာအဲဒါဒါပုံမှန်လေးပြောရင်အစိုးရဖွဲ့စည်းပြီးပုံမြန်ပြီးတော့ တချို့နေရာတွေမှာထိရောက်မှုပို့ပြီးတော့ရှိတယ်ပေါ့နော်အဲ့လိုဂရန်ဟီတာအသေးနေရာလဲဟိုဖက်ခနေဆိုလို့ရှိရင်ရောက်သွားတာပဲလေဒါပေမဲ့သူ့ရဲ့အခက်အခဲကလက်တွေ့မှာပေါ့နော်အနိုင်ငံတကာအစင်တန်းနေတဲ့ equipment တွေအာဟိုဟို20ပုံတွေအများကြီးဝါနေသေးတာပေါ့နော်အဲ့တော့အဲ့ဒီဟာလေးကဒီခေတ်ကစပြီးတော့ပေါ့နော်အဲ့ဒီဘက်မှာအားစိုက်တာကောင်းတယ်ပေါ့နော်အခုဆိုအနည်းဆုံးတရုတ်နိုင်ငံနဲ့ ချင်းကိုအများကိုကွာသွားပြီလေနော်အဲ့တော့တရုတ်အနည်းဆုံးတော့တရုတ်နိုင်ငံလောက်ကိုဆွတ်ပြီးတော့ဒီမနိုင်ငံဗရမီတာအတင်းနေဘူးပေါ့နော်အာလေ့ကျင့်ပြီးတာမျိုးအခုကစပြီးတော့လုပ်ရတော့မယ်နောက်ပြီးတော့အခုဟိုနာနေတဲ့အစီအစဉ်ရာတင်းနေတာသူကချက်တည်ဦးတယ်အစိုးရဘက်ကအော်အများမဆိုင်ပေါ့နော်အာဆောင်ရွက်ပြီးလို့လို့တယ်အာအဲ့ဒီနေရာမှာလည်းနှောင့်ယှက်ချမှုရှိရှိတယ်လို့ပေါ့နော် အာနောက်ထပ်အစိုးရရရှိတဲ့ဟိုကတ်တီးကလာနိုင်တယ်ပေါ့နော်မြန်မာနိုင်ငံဟာတဘာဝဘေးနဲ့ပတ်သက်ရင်တခြားအိန္ဒိယနိုင်ငံတွေနဲ့နှိုင်းယှဉ်ပါကအင်မတန်နောက်ကျနေတဲ့အတွက်အခုလိုမျိုးမဖြစ်သင့်မဖြစ်ထိုက်တာတွေဖြစ်ပေါ်နေရကြောင်းမြန်မာနိုင်ငံရှိပရဟိတအဖွဲ့အစည်းတွေကယ်ဆယ်ရေးလုပ်ငန်းတွေအတွက်လိုအပ်တဲ့လက်ကျင့်မှုစက်ပစ္စည်းနည်းပညာတွေကိုထောက်ပံ့ပေးဖို့တရုတ်တရုံကိုပြော့ပြနေကြောင်းရန်ကုန်စောင့်ကြည့်အဖွဲ့တီထောင်သူဒေါက်တာညညိုသိန်းကပြောပါရယ်မတ်လ28ရက်နေ့မှာပြည်ဟာ9.8အဆင့်ရှိတဲ့ငလျင်တစ်ခု မြန်မာနိုင်ငံမှာလှုပ်ခတ်သွားတဲ့အတွက်ပြုတ်ကျပျက်စီးမှုတွေအောက်မှာပိတ်မိနေတဲ့ဒေသခံလူထုတွေကိုတော့ဒီကနေ့အထိကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်လျက်ရှိနေကြတာပါ။အဲ့ဒီလိုကူညီရမှာမြန်မာဘက်ကဆက်ပစ္စည်းနည်းပညာမရှိတဲ့အတွက်ပြည်ပကကူညီကယ်ဆယ်ရေးအဖွဲ့တွေရောက်ရှိလာမှသာစနစ်တကျကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုဆောင်ရွက်ရတာလည်းဖြစ်ပါတယ်။ရေဘေးနဲ့ငလျင်ဘေးဟာမတူညီတဲ့အတွက်တဘာဝပီးနဲ့ပတ်သက်ပြီးနည်းပညာအသုံးပြုမှုပိုင်းတာမကကေဇယ်ရီလုပ်ငန်းတွေအတွက်ပါပညာရှင်တွေဖိတ်ခေါ်ပြီး လက်ကျင်ရေးတင်တန်းတွေပေးတဲ့လို့ဗန်ရရကျွမ်းကျင်သူဦးထီအောင်ကြီးကစီရင်တဲ့တင်ဌာနကိုပြောပါတယ်။စာရီရဲ့တဘာဝဆိုတော့ဟိုဒါဟိုဖြစ်မှာပဲပေါ့လေ။တကယ်တနာပါလဲဆိုတော့ကျွန်တော်ကဟိုကျွန်တော်တို့ကဒီအနေနဲ့ပတ်သက်တဲ့ technology နည်းပညာကျွန်တော်မှမရှိဘူး။ဒါကအနေနဲ့ပတ်သက်တဲ့စေစေးနည်းပညာကျွန်တော်မှမရှိဘူး။ဒါကတော့ဟိုဆက်ကျွန်တော်ကလည်းပြောတော့ပညာပေါ့လို့သူရတဲ့ပညာအကြောင်းပြောတော့ရှိလို့ဟိုအမြင်အောင်ကတ်ချင်ကတ်ပါပေါ့လေ။ ဟိုတကယ်တော့ဒါအမှန်ပဲလေယူသားပြောလို့ရင်အဲ့ဒါကကျွန်တော်တနစ်တီစဉ်းစားမှုတွေချိုးရင်းတာပေါ့လေသူကရန်ရရသူတို့အပေါ်ဆုံးပဲသူတို့ရန်ရရရှိပတ်စံလည်းရှိတယ်ဒါပေမဲ့ဒီဇာကန်ကြီးဒီကျွန်တော်မိကြီးပန်းဆက်ရှင်းနေဖြစ်တယ်ပေါ့တော့လေနေလောက်မှရောက်လာတာဆိုတော့ဟုတ်သူကငွေကြီးတောင်းနေတဲ့ဖွဲ့စည်းရရန်ရရတောင်းနေတဲ့ဖွဲ့စည်းရဘယ်လိုဖြစ်လို့တော့တောင်းကြလဲဆိုတာ ဒါတော့ဒီဒီပေါ်အသေးအနေနဲ့စဉ်းစားကြည့်ရပါဘူး။မာမာရေးပြီးကဲတယ်ဆိုတဲ့သဘောတရားမှာငလင်းပြီးကဲဆိုတဲ့သဘောတရားဒီသဘောပြီးတော့သဘောပြီးတယ်မတူဘူးလေသဘောတရားကဒီငလင်းပြီးမှမဟုတ်ရေးပြီးဆိုလို့ဒီနဲ့ဘလူပေါ့အစကြည့်မော်ဒီဥစ္စာကျွန်တော်ဒီမှာဟိုကော်မလဲဟိုကျွန်တော်ကျွန်တော်တိလောက်ကတော့တကယ်လို့ trainee ပါညာရှိခဲ့ရင်တော့မှနည်းနည်းပဲရှိမှာပေါ့။ငလင်းပြီးတဲ့ကြောင့်ဧပြီလ3ရက်နေ့နဲ့8နာရီအထိနောက်ဆက်ကကထုတ်ပြန်တဲ့အစလတ်တွေအရတေဆုံးသူ385ဦး တင်ရရသူ4815ဦးနဲ့ကြောက်ဆုံးနေသူ341ဦးရှိကြောင်းသိရပါဗျ။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မြန်မာငလျင်ဘေးပြန်လည်ထူထောင်ရေးအတွက် အမေရိကန်သိမ်းထားတဲ့အမေရိကန်ဒေါ်လာ1ဘီလီယံကိုပြန်ထုတ်ပေးဖို့ဖက်ဒရယ်ပြည်ထောင်စုမဟာမိတ် FUA အဖွဲ့ကတိုက်တွန်းခဲ့တဲ့သတင်းကိုလည်းဆက်လက်တင်ဆက်ပေးလိုက်ပါရစေ။ မြန်မာနိုင်ငံငလင်းဘေးတင်ပြည်သူတွေပြန်လည်ထူထောင်ရေးလုပ်ငန်းတွေလှုပ်ဆောင်နိုင်ဖို့အမေရိကန်အစိုးရကထိန်းသိမ်းထားတဲ့ဒေါ်လာ1ဘီလီယံကိုပြန်လည်ထုတ်ပေးဖို့အမေရိကန်တန်ယုံကိုစာပို့ပေးထားကြောင်း FUE ရဲ့အဖွဲ့ဝင်အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF ကဒုဥက္ကဋ္ဌဦးထောင်ကျော်ကဆီယန်နိုင်တဲ့တင်ထနာကိုပြောပါရယ်2021ခုနှစ်မှာဖြစ်ပွားခဲ့တဲ့မြန်မာနိုင်ငံရေးပြဿနာကြောင်းအမေရိကန်အစိုးရကထိန်းသိမ်းထားတဲ့မြန်မာနိုင်ငံအစိုးရပိုင်အမေရိကန်ဒေါ်လာ1ဘီလီယံကိုမြန်မာပြည်သူလူထုရဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာသုံးစွဲနိုင်ဖို့အတွက်ပြန်လည်ထုတ်ပေးပါရန်2025ခုနှစ်အပြီးနှစ်ရမှာ ဖက်ဒရယ်ပြည်ထောင်စုမဟာမိတ် FU ရဲ့အဖွဲ့ကကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်ပြည်သူလူထုလိုအပ်နေတဲ့အချိန်ဖြစ်တာကြောင့်တောင်းဆိုမှုဆုံးဖြတ်လိုက်တာဖြစ်ကြောင်းအမေရိကန်အစိုးရအနေနဲ့လည်းလူသားချင်းစာနာတဲ့တောင်းဆိုမှုဖြစ်တဲ့အတွက်မငင်းလောက်ကြောင့် FU ရဲ့အဖွဲ့ဝင်အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF ကဒုဥက္ကဋ္ဌဦးထောင်ကျော်ကဆီယန်နိုင်သတင်းဌာနကိုပြောပါတယ် NDP အစိုးရလက်ထက်မှာအဲ့ဟိုဒီအမေရိကန်ကိုပို့ထားတယ်လို့ပြောတာပေါ့။ဒါအတွက်ကြောင့်ပို့ထားလဲကျွန်တော်တို့တိုင်းပြည်ရဲ့ဟိုရန်ကုန်မြို့တော်နဲ့ ကြီးရတယ်အလောက်တခွင့်ရဖို့အတွက်တောင်းဆိုတာတွေပါရှိရဆိုအဲ့ချိန်ကမှကျွန်တော်လက်ပြရတာဟုတ်တော့ဒီဟာဝမ်ပီယန်ဒီမှာရောက်နေပါလားဆိုတာတကယ်ဒါပေမဲ့အမေရိကန်ဆိုတာလည်းသူ့မှာမပြေနေတဲ့အကောင်လုံး freeze လောက်ထားရဆိုတော့ဒီချိန်ဆိုတော့ဒါတိုင်းပြည် YouTube လက်အောင်ဒုက္ခနေတဲ့ ဖက်ဒရယ်ပြည်ထောင်စုမဟာမိတ်အဖွဲ့ FUA ကိုအနာဂတ်မြန်မာနိုင်ငံအတွက်ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုနိုင်ငံပေါ်ထွန်းလာရေးအတွက်ယူရပြီး2024ခုနှစ်ဒီဇင်ဘာလ9ရက်နေ့မှာနိုင်ငံရေးပါတီ၅ပါတီနဲ့စတင်ဖွဲ့စည်းခဲ့ပါတယ်။အဲ့ဒီအဖွဲ့ထဲမှာအမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF တိုင်းလန်ရှမ်းနီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ TNDB နာဂအမျိုးသားပါတီ NNB ကရင်ပြည်သူ့ပါတီ KPP နဲ့ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP တို့နဲ့ဖွဲ့စည်းထားပါတယ်။နိုင်ငံပိုင်နဲ့ပတ်စံဖြစ်တာကြောင့်ပြည်သူအနေနဲ့လက်ခံတဲ့ကြောင်းတိုင်းလန်ရှမ်းနီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ီ TNDP ကဥက္ကဋ္ဌဦးဆိုင်ထေအောင်က CNN သတင်းဌာနကိုပြောပါတယ်ဒါကနိုင်ငံပိုင်နဲ့ပတ်သက်မယ်အချိန်ရင်းရင်းထုတ်ပေးတဲ့အကြောင်းကိုကျွန်တော်လက်ခံရပါမယ်အခုလည်းဆိုပုံမှန်လက်ခံတင်တယ်လို့ကျွန်တော်မြင်တာပေါ့နော်ပြန်လည်တည်ထောင်ရေးကိစ္စကျွန်တော်ဘယ်လောက်ခုံကြအောင်မယ်လို့မပြောတာဘူးအဲဒါကြောင့်တောင်းမို့ကျွန်တော်နိုင်ငံပိုင်ရဲ့ဖန်နေဖြစ်ပါလေဒါနိုင်ငံပိုင်နဲ့ငွေငွေဖြစ်တဲ့အကြောင်းမို့ကျွန်တော်ထုတ်ပေးဖို့ပဲလိုအပ်တာပါပြည်သူနေနဲ့လက်ခံတင်ပါလေဒီကိစ္စကလေဘာလို့ဆိုတော့ဟိုတုန်းကလက်မခံတာပေါ့ပေါ့ပြည်သူနေနဲ့လက်ခံတယ်ဒါမထုတ်ပေးဖို့တားတဲ့လူရှိတာလို့ဘုက္ခကလည်းမထုတ်ပေးခဲ့တာဖြစ်ပါလေ အဲ့ဒီအပြင်ထိန်းသိမ်းထားတဲ့ငွေတွေပြန်လည်ထုတ်ပေးမယ်ဆိုရင်ပြည်သူလူထုထံရောက်မရောက်ကိုလက်ရှိအစိုးရကတာဝန်ခံရမှာဖြစ်ကြောင်းဦးဆိုင်ထီအောင်ကစက်ပြောပါတယ်ဟာလက်ရှိဆိုတာတောင်းခံရမယ်လေဒီဒါနိုင်ငံတော်နဲ့ဆိုင်တဲ့ကိစ္စကိုပြည်သူနဲ့မရောက်ပါဘူးပြောရအောင်ကအမေရိကန်ထုတ်ပေးတဲ့အတွက်အကြောင်းတော့သူတို့ကြေညာပေးခဲ့တော့ပြည်ပြည်သူလည်းသိရတာပေါ့နော်ဒီဘက်ကလည်းကျွန်တော်လက်ခံရရှိတဲ့အကြောင်းတော့ပြောတာပြည်သူကိုပြောရမှာပေါ့ဒါကတော့ဒီနိုင်ငံပိုင်တဲ့ငွေကြေးစစ်ဆေးမှုဒါသူ့ဥပဒေတိုင်းကိုသူဆောင်ရွက်သွားကြမယ်လို့ကျွန်တော်အနေနဲ့မြင်တာပေါ့နော် မြန်မာနိုင်ငံမှာမလ28ရက်ကပြင်အား9.3ခုနဲ့အဆင့်ရှိအလွန်အပြည့်နဲ့ငလင်ကြီးတစ်ခုနဲ့နောက်ဆက်တွဲငလင်ငယ်တွေလုတ်ခတ်ခဲ့ပါတယ်။အဲ့ဒီငလင်ကြောင့်စကိုင်းတိုင်းမန္တလေးတိုင်းနဲ့နေပြည်တော်ကောင်စီနယ်မြေတွေအတွင်းလူပေါင်း385ဦးသေဆုံးပြီး4915ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ342ဦးပျောက်ဆုံးနေကြောင်း AP 3ရက်နက်8နာရီအထိနောက်ဆုံးရစီရင်ကိုနဆကကထုတ်ပြန်ခဲ့ပါတယ်။ငလျင်ဘေးကယ်ဆယ်ရေးနဲ့ပြည်내ထူထောင်ရေးလှုပ်ဆောင်နိုင်ဖို့အတွက်မြန်မာတပ်မတော်က ဧပြီ22ရက်အထိယာယီအပြည့်ရက်တယ်လို့ကြေညာခဲ့ပါတယ်။သတင်းပြည်စံကိုရှုစားလိုက်ရအောင်ပါ။ငလင်းနယ်ထိခိုက်ခံစားနေရတာနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေဆောင်ရွက်နိုင်ဖို့အတွက်တည်ငြိမ်အေးချမ်းမှုကိုရှေ့ရှုပြီးတံတမတော်အနေနဲ့2025ခုနှစ်ဧပြီ2ရက်မှ22ရက်အထိယာယီပြည့်ကတ်တိုက်ခတ်မှုရစဲကြောင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။မှ28ရက်မှာဖြစ်ပေါ်ခဲ့တဲ့အင်အားအလွန်ပြင်းထန်တဲ့မြေကလင်းနယ်နောက်ဆက်တွဲငလင်းငယ်တွေလှုပ်ရှားမှုကြောင့် ငလင်တန်တင့်ဒေသတွေမှာလန်ဒတာအစာဦးတွေထိခိုက်ပျက်စီးခဲ့ရသလိုပြည်သူတွေအသက်တည်ဆုံးခဲ့ရမှုတွေနဲ့ထိခိုက်ဒဏ်ရာရရှိမှုတွေဖြစ်ပေါ်ခဲ့ရပါတယ်။အဲဒီလို ထိခိုက်ပျက်စီးခဲ့ရမှုတွေနဲ့ပျက်စီးဆုံးရှုံးခဲ့ရမှုတွေကြောင့်ကုညီကဲဆိုင်နဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုနိုင်ငံတော်အနေနဲ့အင်တိုင်းအားတိုက်ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းမြန်မာတပ်မတော်ကထုတ်ပြန်ခဲ့ပါတယ်။ ြန်မာတပ်မတော်ကငလင်တန်းချောက်ထိခိုက်ခံစားနေရတယ်။တနိုင်ငံလုံးရှိပြည်သူလူထုကိုစာနာထောက်ထားနားလည်တော်အဖြစ်၎င်း၊ကုညီကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုအရှိန်ဟုန်ပြည့်ဆောင်ရနိုင်စေဖို့ယူရလျက်၎င်း၊တည်ငြိမ်အေးချမ်းမှုကိုရှေ့ရှုလျက်တပ်မတော်အနေနဲ့2025ခုနှစ် AB 2ရက်မှ22ရက်အထိကာလကိုယာယီပိခတ်တိုက်ခတ်မှုရစေရေးကာလဖြစ်ထုတ်ပြန်လိုက်သည်ဟုကြေညာခဲ့ပါတယ်။ယာယီပိခတ်တိုက်ခတ်မှုထုတ်ပြန်ကြေညာထားတဲ့ကာလအတွင်းတိုင်းဒေသလက်နက်ကိုင်အဖွဲ့တွေနဲ့အခြားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့အများပြည်သူတို့လာအုံပြုလျက်ရှိတဲ့ဆက်သွေးရေးလမ်းကြောင်းတွေကို နောက်ဆက်တိုက်ခိုက်ခြင်းနဲ့ထိခိုက်ပျက်စီးစေခြင်းပြည်သူလူထုရဲ့အသက်အိုးအိမ်စီးစဉ်ကိုထိခိုက်ပျက်စီးစေခြင်းလုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးတာဝန်ထမ်းဆောင်လျက်ရှိတဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့တပ်စခန်းတွေကိုတိုက်ခိုက်ခြင်းတပ်ဌာနချုပ်တွေကိုနောက်ဆက်တိုက်ခိုက်ခြင်းများငြိမ်းချမ်းရေးကိုထိခိုက်ပျက်စီးစေမယ့်အင်အားစုဆောင်ခြင်းပြင်ဆင်စုဖွဲ့ခြင်းနယ်မြေချဲ့ထွင်ခြင်းတွေကိုမပြုဖို့နဲ့အဲ့ဒီလိုဆောင်ရွက်လာရင်တပ်မတော်အနေနဲ့ပြည်သူလူထုကိုကာကွယ်တော့အဖြစ်လိုအပ်တဲ့အရေးယူတုံ့ပြန်မှုတွေကိုဆောင်ရွက်သွားမယ်လို့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံက EB နှစ်ရက်မှာထုတ်ပြန်ခဲ့ပါတယ်။ မြန်မာတက်မတော်ဟာ2018ခုနှစ်ဒီဇင်ဘာလ22ရက်မှာစပြီး2023ခုနှစ်ဒီဇင်ဘာလ31ရက်အထိပြစ်ခတ်တိုက်ခိုက်မှုရစရည်အတွက်ထုတ်ပြန်ကြပေါင်း22ကြိမ်ထုတ်ပြန်ခဲ့ပါတယ်။အဒီနောက်2024ခုနှစ်စက်တင်ဘာလ26ရက်မှာ နာဆာကကနိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းဖို့ကံလန်ဖိတ်ခေါ်ခဲ့ပါတယ်။မြန်မာတပ်မတော်နဲ့တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေတဲ့မြောက်ပိုင်းမဟာမိတ်တုံးဘက် ATNLA MND တို့ကလည်း APTM 30ရက်အထိယာယီပစ်ခတ်ရစဲကြောင်ထုတ်ပြန်ကြေညာထားပါတယ်။အဲဒီလိုပဲအမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်းယာယီအပစ်ရစဲကြောင်ထုတ်ပြန်ထားပါတယ်။ CNN တင်ဌာနရဲ့နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးမှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာလုံးမဲ့ဘင်္ဂလားပင်လယ်အော်အစီအစဉ်ဘင်းစတက်အစည်းအဝေးမှာမြန်မာငံလျင်အရေးအဓိကဆွေးနွေးပွဲရှိတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။သတင်းပြည်စုံကိုတင်ဆက်ပေးလိုက်ပါရစေ။ 2025ခုနှစ်မတ်လ28ရက်ကမြန်မာနိုင်ငံမှာလုတ်ခတ်ခဲ့တဲ့အင်အားပြင်းကလေးရင်နဲ့နောက်ဆက်တွဲကလေးရင်တွေအကြောင်းကိုအခုသတင်းပတ်အတွင်းထိုင်းနိုင်ငံမှာပြုလုပ်တဲ့ Binstat အစည်းအဝေးမှာအဓိကထားပြီးဆွေးနွေးပွဲရှိကြောင်းနိုင်ငံအိရှားမှဖော်ပြခဲ့ပါတယ်။ကဏ္ဍစုံတင်းပညာနဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာဘင်္ဂလားပင်လယ်ော်အစီအစဉ် Binstat အဖွဲ့ဝင်နိုင်ငံတွေမှာကောင်းဆောင်တွေဟာဘန်ကောက်မြို့တော်မှာ AB 3ရက်နဲ့4ရက်မှာတွေ့ဆုံပြီးအစည်းအဝေးပြုလုပ်မှာဖြစ်ပါတယ်။ကလေးရင်ဘေးကိုခံခဲ့ရတဲ့မြန်မာနိုင်ငံရဲ့လက်တလောအခြေအနေတွေကြောင်းမြမကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်လည်းတက်ရောက် 我批巴嘞。哎 အဲ့ဒီအစည်းအဝေးမှာငလီရင်တန်းကိုဆိုးရစွာခံခဲ့ရတဲ့နေရဒေသတွေထဲမှာပါဝင်တဲ့မြန်မာနိုင်ငံရဲ့စကိုင်းတိုင်းဒေသကြီးမှအခြေအနေကိုအာရုံစိုက်ဆွေးနွေးသွားမှာဖြစ်ပါတယ်။စကိုင်းတိုင်းဒေသကြီးမှအိန္ဒိယ၊မြန်မာနဲ့ထိုင်းနိုင်ငံတို့ကိုဆက်သွယ်မဲ့အဝေးပြေးလမ်းမတစ်ခုကိုဖောက်လို့ရေးစီမံကိန်းမှာအရေးအကြီးဆုံးအစိတ်ပိုင်းတစ်ခုဖြစ်နေတာကြောင့်ဖြစ်ပါတယ်။အဲ့ဒီအပြင်မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ပြည်ပခါတွေနဲ့တဘာဝဘေးတို့ကြောင့်အိုးမဲ့အိမ်မဲ့ဖြစ်မှုနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခြေအနေတွေကိုလည်းဆွေးနွေးသွားဖွယ်ရှိပါတယ်။မြန်မာနိုင်ငံရဲ့ပြည်တွင်းရေးမငြိမ်မသက်ဖြစ်မှုဟာဒေသတွင်တည်ငြိမ်မှု ကိုပါရှုပ်ထွေးစေတာကြောင့်အဲ့ဒီအချက်ကိုပါအဓိကထားပြီးဆွေးနွေးပွဲရှိတယ်လို့လည်းကြွမ်းကျင်သူတွေကပြောကြားခဲ့ပါတယ်။ Winston အဖွဲ့ထဲမှာ Thai, Myanmar, India, Bangladesh, Nepal, သီးရိလင်္ကာနဲ့ Bhutan နိုင်ငံတို့ပါဝင်ပြီးအဖွဲ့ဝင်နိုင်ငံတွေအကြားစီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေကိုမြင့်တင်ဖို့ရည်ရွယ်ချက်နဲ့အစည်းအဝေးတွေပြုလုပ်လို့ရှိပါတယ်။မြန်မာမှာလောက်ခတ်ခဲ့တဲ့ငလျင်ကြောင့် NASA ကဟာ တန်တမန်ဆက်ဆံရေးမှာအရင်ကထက်ပိုမိုခိုင်မာလာဖွယ်ရှိတယ်လို့တန်တမန်အရေးကျွမ်းကျင်သူတွေကထောက်ပြကြတဲ့သတင်းကိုလည်းဆက်လက်တင်ဆက်ပေးလိုက်ပါရစေ။ မြန်မာနိုင်ငံမှာမက်စလန်28ရက်ကအင်အားပြင်းကလေးလှုပ်ခတ်ခဲ့ပြီးနောက်နာဆာကဟာပိတ်ထားတဲ့တန်နမန်ဆက်ဆံရေးလမ်းကြောင်းတွေကိုပြန်လည်ဖွင့်လှစ်ခဲ့တာကြောင့်နာဆာကဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမေးအောင်လိုင်းရဲ့အနေအထားကိုပုံမခိုင်မာတင်ရှားလာစေကြောင်းရိုက်တာမှဖော်ပြခဲ့ပါတယ်။ကလေးမလှုပ်ခတ်မီကနာဆာကဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမေးအောင်လိုင်းဟာထိုင်းနိုင်ငံမှာပြုလုပ်တဲ့ Business အစည်းအဝေးကိုတက်ရောက်ဖို့ပြင်ဆင်ခဲ့ပြီးအခြားဖွဲ့ဝင်နိုင်ငံတွေမှခေါင်းဆောင်တွေနဲ့တွေ့ဆုံဖို့စီစဉ်ခဲ့ပါတယ်။အဲဒီနောက်ကလေးလှုပ်ခတ်မှုကြောင့်ဗိုလ်ချုပ်မူကြီးမေးအောင်လိုင်းဟာဘန်ကောက်မှာပြုလုပ်တဲ့ Business အစည်းအဝေးကိုတက်ရောက်ဖို့မသေးချာမရေရာမှုတွေရှိကြောင်း တန်တမန်အတိုင်းဝိုင်းကပြောပါရယ်ဒါပေမဲ့လည်း NASA ကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ Vinstat အစည်းအဝေးကိုတက်ရောက်မည်ဖြစ်ကြောင်းနဲ့ AB 3ရံမှာထိုင်းနိုင်ငံကိုသွားရောက်မည်ဖြစ်ကြောင်း NASA ကကထုတ်ပြန်ခဲ့ပါရယ်အဲ့ဒီငလျင်လှုပ်ခတ်မှုကလူပေါင်း3သန်းခွဲကိုအိမ်ပြေရာပြေဆွတ်ခွာထွက်ပြေးခဲ့ရတဲ့လက်နက်ကင်ပရိပခါကြောင့်နိုင်ငံတကာနဲ့အဆက်အသွယ်ဖြတ်ထားတဲ့အခြေအနေကိုအဆုံးသက်ရာမှာအထောက်အကူဖြစ်စေခဲ့တယ်လို့ကြွမ်းကျင်သူတွေကပြောကြားခဲ့ပါရယ်အိန္ဒိယတရုတ်နဲ့ရုရှားနိုင်ငံတွေလိုမျိုးဒေတာတွင်အင်အားကြီးနိုင်ငံတွေဟာမြန်မာနိုင်ငံမှာသူတို့ရဲ့အနေအထားကိုပုံမခိုင်းပါစေဖို့ဒီခွင်လန်းကိုအသုံးချပြီးဩဇာလွှမ်းမိုးအောင် လှုပ်ဆောင်ကြလိမ့်မယ်ဆိုတာကိုချက်မတော်ကတည်ထားပါတယ်လို့စင်ကာပူအခြေစိုက်နိုင်ငံရေးကျွမ်းကျင်သူအန်ရှူမန်ချောင်ဒရီကပြောကြားခဲ့ပါတယ်ဒေတာတွင်အစိုးရတွေနဲ့လူသိရှင်ကြားတိုက်ရိုက်ထိတွေ့ဆက်ဆံခြင်းနဲ့တက်မတော်ဟာမြန်မာနိုင်ငံရဲ့အထူးအားနာပိုင်အဖွဲ့အစည်းအဖြစ်မရှိမဖြစ်နေရမှာရှိနေတယ်ဆိုတာကိုပြသနိုင်လိမ့်မယ်လို့သူကပြောကြားခဲ့ပါတယ်သူရဲ့ပြောကြားချက်နဲ့ပတ်သက်ပြီးရိုက်တာသတင်းဌာနရဲ့မှတ်ချက်ပေးဖို့တောင်းဆိုချက်ကိုတက်မတော်ရဲ့ပြောရေးဆိုခွင့်ရှိသူကတုံ့ပြန်ခဲ့ခြင်းမရှိပါဘူးပြီးခဲ့တဲ့သတင်းပတ်တွင်ကဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ဟာတရုတ်သမ္မတရှိခြင်းဖြင့်အိန္ဒိယဝန်ကြီးချုပ်မိုဒီမလေးရှားဝန်ကြီးချုပ်အန် င်ဝါအီဗရာဟင်တို့နဲ့ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်။လက်တလုံးမှာလည်းတရုတ်၊အိန္ဒိယ၊ရုရှားနဲ့အရှေ့တောင်အာရှနိုင်ငံတွေမှာဒေါ်လာတန်းနဲ့ချီတဲ့အကူအညီတွေနဲ့ကယ်ဆယ်ရေးအဖွဲ့တွေကိုဆေးလွတ်ပြီးမြန်မာနိုင်ငံမှာကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုလှုပ်ဆောင်လျက်ရှိပါတယ်။ကြားပြန့်လို့ခေါ်တဲ့ online လိင်ညာမှုတွေကြောင့်ထိုင်းနိုင်ငံရဲ့စီးပွားရေးဟာဘတ်60ဘီလီယံဆုံးရှုံးခဲ့တယ်ဆိုတဲ့သတင်းကိုလည်းဆက်လက်တင်ဆက်ပေးလိုက်ပါရစေ။ 2024ခုနှစ်အတွင်း online ကငွေကြေးလိမ်ညာမှုတွေကြောင့်ထိုင်းနိုင်ငံရဲ့စီးပွားရေးအားဘတ်60ဘီလီယံဆုံးရှုံးခဲ့ပြီးတန်ပေါင်းများစွာသောနိုင်ငံသားတွေအားကြားဖြတ်လုပ်ငန်းတွေရဲ့တားကောင်ဖြစ်ခဲ့ရတယ်လို့ The Nation ကဖော်ပြခဲ့ပါတယ်။ အဲ့ဒီလိုဆိုရင်စရာကောင်းတဲ့အခြေအနေကြောင့်စီးပွားရေးပေါ်အကျိုးသက်ရောက်မှုတွေကိုတိုက်ဖြတ်ဖို့မီဒီယာကြွမ်းကျင်တက်မြောက်မှုနဲ့အချက်လက်တွေကိုအမှားမှန်စစ်ဆေးတဲ့အစီအစဉ်တွေအားကောင်းလာစီဖို့ရှိရပြီးနိုင်ငံတော်အဆင့်ဆွေးနွေးပွဲတစ်ခုကိုပြုလုပ်ခဲ့ပါတယ်၂၀25ခုနှစ်နိုင်ငံတကာအချက်လက်စစ်ဆေးရေးနဲ့ International Fact Checking Day 2025လို့အမည်ပေးထားတဲ့အဲ့ဒီဆွေးနွေးပွဲကိုထိုင်းကျန်းမာရေးမြင့်တင်ရေး Foundation Thai Health Covert Thailand နဲ့မိဖက်အဖွဲ့20ပေါင်းစည်းထားတဲ့ညွန်ပေါင်းအဖွဲ့တို့က AB နဲ့ရဲ့မှာဦးစီးကျင်းပခဲ့ပါတယ်အဲ့ဒီနောက်သတင်းမှာဖြတ်မှုကိုတိုက်ဖြတ်ဖို့အရေးတကြီးလိုအပ်ကြောင်းအလေးထားပြောကြားခဲ့ပါ 嘞？ အမန်တရားအတွက်တိုက်ပွဲတရင်အချက်လက်ဂုံတိတ်ခအတီရန်ခိုင်မြေခေတွင်တန်တရားတိုက်ပွဲ The Battle for Truth The Battle of Destruction in the Age of Integrity in the Information Integrity ဆိုတဲ့ခေါင်းစဉ်နဲ့ပြုလုပ်တဲ့အဲ့ဒီဆွေးနွေးပွဲမှာပြီးခဲ့တဲ့နေ့အတွင်းထိုင်းနိုင်ငံသားတွေကိုလိန်ညာတဲ့ဖုန်းခေါ်ဆိုမှုပေါင်း38တန်နဲ့လိန်ညာပြီးပို့တဲ့ message အဆောင်ရေးတန်130ရှိခဲ့ကြောင်းထုတ်ဖော်ပြောကြားခဲ့ပါတယ်အဲ့ဒီပမာဏဟာ၅နှစ်အတွင်းအများဆုံးဤအတွက်ဖြစ်ခဲ့ပါတယ်။အဲ့ဒီလိုလိန်ညာမှုတွေဟာစီးပွားရေးပေါ်ကြည့်ရိုက်ခဲ့ပြီးအများပြည်သူရဲ့ယုံကြည်မှုကိုပြက်ပြားစေရုံသာမကစီးပွားရေးကိုပါဆိုးရွားစွာထိ ကိုက်စီနိုင်ကြောင်းကိုဖတ်ထိုင်လန်ရဲ့ပူရဲတီထောင်သူစူပညာကလန်နာရွန်ကပြောကြားခဲ့ပါတယ်။အဲ့ဒီအခြေအနေကိုတံပြန်ဖို့အတွက်ကိုဖတ်ထိုင်လန်ဟာ Thai Health နဲ့ Media အဖွဲ့အစည်းဆက်တခုတို့နဲ့ပူးပေါင်းပြီးတရင်မားတွေကိုတိုက်ဖြတ်တဲ့အထုပ်ကြိုးပမ်းမှုတွေကိုအရှိန်မြင့်တင်နေကြောင်းသူကပြောပါတယ်။လက်ရှိလှုပ်ဆောင်နေတဲ့အစီအစဉ်တွေထဲမှာတရင်မားတွေအတွက်အလူပွင့်ကောက်ခံတဲ့လှုပ်ရှားမှုတွေပါဝင်ပါတယ်။ အဲ့ဒီလှူရှာမှုကတရင်အချက်အလက်မားတွေကိုခွဲကြံစိတ်ပြစစ်ဆေးတည်ပြုဖို့နဲ့အချက်အလက်စစ်ဆေးတာမှာတက်ကြွစွာပါဝင်ဆောင်ရွက်တဲ့တရင်သမားတွေနဲ့ content creator တွေအတွက်စုတွေချင်းမြင့်ဖို့ယူရထားပါတယ်။တရင်မားတွေနဲ့လိုရာဆွဲပြီးပုံဖြတ်ထားတဲ့တရင်တွေလင်းမြန်စွာပြန့်နှံ့နေတာဟာလူမှုတည်ငြိမ်ရေးနဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေကိုတည်တာစွာချိန်ချောက်လာကြောင်း ထိုင်းဟဲလီရဲ့လက်ထောက်မန်နေဂျာဘန်ဂျမာပွန်လင်ပီစာတီယန်ကအထူးပေးခဲ့ပါတယ်။2024ခုနှစ်ရဲ့ပထမ3လပတ်ကာလအတွင်းအွန်လိုင်းပေါ်ကလိမ်လည်မှုပေါင်း၄သိန်းကျော်ရှိခဲ့ပြီးဘတ်60ဘီလီယံဆုံးရှုံးခဲ့ကြောင်းထိုင်းတော်ဝင်ရဲတပ်ဖွဲ့ RTB ကထုတ်ပြန်ခဲ့ပါတယ်။စီအန်အန်သတင်းဌာနရဲ့နောက်ဆုံးသတင်းတပုတ်အနေနဲ့အားကစားသတင်းကိုတင်ဆက်ပေးပါပါ။ဂလာဒါစရိနီပြကိုတိုက်ခိုက်ခဲ့တယ်လို့မော်ရီဟိုဆက်ဆဲခံနေရတဲ့သတင်းပဲဖြစ်ပါတယ်။ ကလာဒါစာရီအတင်ကပီနာဖာချီအတင်းနီးပြမော်ရီဟိုဟာ တူရကီဖလားပြိုင်ပွဲအပြီးမှာနီးပြဖြစ်သူပူရက်ကိုကိုတိလက်ရောက်တိုက်ခိုက်ခဲ့တယ်လို့ဆွဆွဲခဲ့ပါတယ်။ကလာဒါဆာရီအသင်းကဖီနာဘာဂျီအသင်းကို2ဂိုး2ဂိုးနဲ့အနိုင်ရခဲ့တဲ့တူရကီဖလားကွာတာဖိုင်နယ်ပွဲစဉ်အပြီးမှာမော်ရင်ဟိုကပူရက်ရဲ့နှာခေါင်းကိုညှစ်ခဲ့တဲ့ရုပ်သံတွေဆိုရှယ်မီဒီယာပေါ်မှာထွက်ပေါ်လာခဲ့တာပါ။ဒီပွဲအပြီးမော်ရင်ဟိုနဲ့ပူရက်တို့ဟာကွင်းလယ်စပိုင်းထဲမှာအပွဲကိုတာဝန်ယူခဲ့တဲ့ဒိုင်နိုကြီးတွေနဲ့အပြန်အလှန်စကားပြောနေခဲ့တာဖြစ်ပါတယ်။ပူရက်ဟာစကားပြောပြီးထွက်ခွာချိန်မှာမော်ရင်ဟိုကသူ့ရဲ့အနောက်ကိုလိုက်ပြီးသူ့ရဲ့နှာခေါင်းကိုညှစ်ခဲ့တာပါ။ ဘူရဟာဒီဖြစ်ရကြောင်းမျက်နှာကိုအုပ်ပြီးကွင်းထဲလဲကျသွားခဲ့တာဖြစ်ပါတယ်ကလာဒါဆာရီအတင်းထူဥက္ကဋ္ဌမီတင်ကသူတို့ရဲ့နီးပြဘူရကိုမော်ရင်ဟိုကကိုထီလက်ရောက်တိုက်ခတ်ခဲ့တဲ့အတွက်အဖွဲချုပ်ကအရေးမယူခင်ဖီနာဘာဂျီအတင်းကအရေးယူမှုတွေပြုလုပ်မယ်လို့ယုံကြည်ကြောင်းပြောခဲ့ပါတယ်ကလာဒါဆာရီအတင်းနီးပြဘူရကမော်ရင်ဟိုရဲ့လုပ်ရကြောင်းသူ့မှာချစ်ရအနေငယ်ရှိခဲ့တယ်လို့ပွဲပြီးအင်တာဗျူးမှာပြောခဲ့တာပါအဲ့ဒီပြဘူရက"သူဟာဒီဖြစ်ရကိုခြေကားပြီးပြောမှာမဟုတ်ပေမယ့်ဒါကအစင်တန်းရှိတဲ့လုပ်ရမဟုတ်ဘူး"လို့ပြောခဲ့တာဖြစ်ပါတယ် ပြီးခဲ့တဲ့ဖေဖော်ဝါရီလကဂလာတာဆရီအသင်းနဲ့ဖီနာပါချီအသင်းတို့ဂိုးမရှိတေးကြခဲ့တဲ့တူရကီစူပါလိပွဲစဉ်မှာမော်ရင်ဟိုဟာသူတို့ကိုလူမျိုးရေးခွဲကြခဲ့တဲ့ဆိုပြီးဂလာတာဆရီအသင်းကရာဇဝတ်မှုဆိုင်ရာဆွဲဆိုမှုတွေပြုလုပ်မယ်လို့ကြေညာခဲ့သေးတာပါမော်ရင်ဟိုဟာဖီနာပါချီအသင်းနီးပြအဖြစ်တူရကီကိုရောက်ရှိလာခဲ့ကတိုင်လူကြီးတွေကိုဝေဖန်တာအပါအဝင်အခြားဖြစ်ရပ်တွေကြောင့်ပွဲပယ်တဲ့ဒဏ်ချင်းငွေတွေချမှတ်ခြင်းခံရရပြီးဒီဖြစ်ရပ်ကြောင့်လည်းအေးအေးမူခံရပွဲရှိနေတာဖြစ်ပါတယ် စီအန်အန်သတင်းဌာနရဲ့2025ခုနှစ်ဧပြီလ3ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုပေးကြတဲ့ပရိသတ်များအားလုံးပဲကြားရပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။